ိန်းတရာဘူဗျာလက်ကောက်လဲဝဲကျိုးလဲဝဲအဲ့လိုလက်စွပ်လဲဝဲနှက်ခက်လဲဝဲဘောနော်အတော့အဲ့လိုမျိုးအသိန်းကိုပါလာတဲ့ပတ်စံနဲ့အမဲတွေအများကြီးဝဲတာဘောနော်အဲ့လိုမျိုးဆိုရင်ပူရှုံးနေဘောနော်ဒါပေမဲ့ခက်တာလဲလူတွေကဗျာတားဖို့တတ်နိုင်လို့ရှိရင်နှစ်ချက်သားဖို့လောက်ကြီးနေတာနှစ်ချက်သားဖို့တတ်နိုင်လို့ရှိရင်သုံးချက်သားဖို့လောက်ကြီးနေတာဒါကတော့ကိုလောဘနဲ့ကိုဆိုတော့ ခါလေးမှာကိုလောကနဲ့ကိုခံရတာတော့ရှိရပါအဲ့တော့မင်္ဂလာပါမောချန်နယ်လေးကကြိုဆိုလိုက်ပါတယ်မော်တီနေဒီစပီဂျင်းနဲ့ဗီဒီယိုတွေတော့အရောက်မှအရေးကြီးတယ်ရွှေဝဲဝတ်မဲ့အမျိုးတွေအတွက်မဖြစ်မနေကြည့်တဲ့နယ်ဗီဒီယိုလေးတစ်ပုဒ်ကိုပြန်ဝင်တစ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဒီရွှေဆိုင်ပတ်ရှိအကွာနေပြီးတော့ရွှေဝဲမဲ့အမျိုးတွေမရှုံးအောင်ဘယ်လိုဝယ်ရမလဲဆိုတာကိုပြပြလာပဲဖြစ်ပါတယ်ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်ရွှေဝယ်တဲ့ခါကျရင်ဟိုရှုံးတယ်လို့ပြောတာရှိတယ်။နောက်ပြီးတော့ရွှေဝယ်တဲ့ခါကျရင် အယောရက်မြအယောရက်တွေယူရဲပေါ့အယောရက်တွေယူရဲအတွက်ကြောင့်မလို့ပြန်ရောင်းရှုံးတယ်လို့ဒါမျိုးသဘောမျိုးပြောတာလေးရှိတယ်နောက်တစ်ခွကျတော့အတုံးခဲဝင်တဲ့ခါမှာလဲဝေစီအောင်လေးခွာတာပေါ့နော်ဝေစီအောင်လေးခွာတာများတော့ရွှေဆိုင်တွေကြီးပဲမြန်းနေတယ်ပေါ့နော်အမျက်ကြီးမြန်းယူရဲပေါ့ဘယ်တော့ပြည့်ရှုံးတယ်အဲဒါမျိုးပြောရရင်လဲရှုံးမဲ့အမှုတွေပေါ့နော်ချက်အဲ့ဒီကျွန်တော်အဓိကတွေ့တာအဲ၃မျိုးပဲပေါ့နော်အဲ့ဒါလေးအကုန်လုံးကမှားလားလို့လဲမမှားဘူးဒါပေမဲ့အဲ့ဒါလေးကိုကြော်လွှားလို့ရတဲ့ဒီလန်းနေရှိတယ် เนาะဟိုနီးလဲနေရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကအတုံးချရမယ်တစ်ဖက်မှာလည်းစီဝါရေးလုံနေတာဖြစ်တဲ့တွေ့သူတို့ရှုံးမခံဘူးလေဘယ်သူမှလည်းစီဝါရေးလုံနေတာရှုံးမခံဘူးအဲ့တော့သူတို့ win win situation တစ်ခုပေါ့နော်ဟိုသူလဲနိုင်ကိုလဲနိုင်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကခံနေယူလို့ရတယ်လုံယူလို့ရတယ်ဒါအောင်နားလဲဖို့တော့လိုတယ်အဲ့တော့ဥမာဗျာကျွန်တော်ပြောမယ်ဟိုပေါ့ဥမာရွှေဆိုင်မှာလည်းဗျာဆွဲရိုးတကုံးလုံးတယ်ရောရက်ပါတယ် ဟုတ်တယ်အယောရက်ဒီဆွေဆိုင်ဆိုင်အမျက်ဒီယောရက်ယောရက်ပဲအဓိကယောရက်ပဲယောရက်မယူပဲနဲ့တို့မရှင်းတတ်ဘူးမှန်တယ်နော်ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုကျွန်တော်ကိုယ်တိုင်ဆွေဆိုင်လုပ်ငန်းလုပ်နေလို့ကျွန်တော်ပြောတယ်ဒါဒီယောရက်ယူတယ်အဲ့တော့ဒါကိုလည်းကျွန်တော်တို့ကလေဟိုမပြောဘဲနဲ့ခိုးယူတာမျိုးမဟုတ်ဘူးဘောင်ချာနဲ့အာမခံဘောင်ချာမှာဒီမှာနော်ယောရက်တလောက်ယူတယ်အခုဈေးနဲ့ဆိုရင်ဒီယောရက်ဒီဘယ်လောက်ဈေးရှိတယ်ဒီဈေးဒီဈေးပြန်ရောင်းလို့ရှိရင်ဒီယောရက်တော့ရှုံးမယ်တော့ဆိုကျွန်တော်တို့တခါလေးပြောရောင်းလိုက်တာဖြစ်တယ်အဲ့တော့ဝယ်ကလေးကဒါဟိုပေါ့နော်ဝယ်တဲ့လူကနားလေတယ် နားလဲအောင်လဲရှင်းပြရဲနားမလဲဆိုအဲ့တော့အဲ့ဒါကိုအမြင်နဲ့ရှုံးနေမှာမဟုတ်ဘူးလေကျွန်တော်ပြောတာဈေးတက်ရင်မြင့်မယ်မဈေးတက်ရင်မြင့်မယ်ဆိုတော့နည်းနည်းတက်ရင်ရောရက်ချီသွားမယ်အဲများများတက်ရင်မြင့်မယ်အဲအဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကဥပမာဗျာအခုဝယ်မနေ့ဖြန်ရအောင်ရှုံးပါပေါ့ဟုတ်တယ်နော်ဒါတော့ဒီဈေးဒီဈေးပဲလေဟလာဥပမာတစ်လားနှစ်လားသုံးလားလေးလားအတွင်းဆိုလဲဆိုရင်အာရှုံးတာရှုံးရင်ရှုံးမယ်ဒါမှမဟုတ်အရင်တည်းကနေနည်းနည်းချီသွားတာလည်းဖြစ်နိုင်တယ် ဟုတ်ပြီခင်ဗျာဒီနေ့ဆွဲရုံတစ်ကုန်းကိုနှစ်နှစ်သုံးနှစ်သုံးပြီးရောင်းရခင်ဗျာမြတ်တယ်ဘာလို့ကျွန်တော်တို့အဲ့လိုမျိုးပြောလဲဆိုတော့ကျွန်တော်တို့နေတိုင်းနေတဲ့လူကကျွန်တော်တို့တကယ်လက်တွေ့အယောင်းဝယ်လုပ်နေတယ်လို့ပြောကြမှာကျွန်တော်တို့စီမှာလာရောင်းနေတဲ့လူမြတ်တာတွေအများကြီးပဲဟုတ်တယ်နော်နှစ်နှစ်သုံးတာတွေလည်းအများကြီးရှိတယ်မြတ်တဲ့လူတွေအများကြီးမြတ်တဲ့လူတွေမြင့်နေရပဲရှုံးတဲ့လူတွေလည်းရှုံးနေရပဲအဲ့တော့ဘယ်လိုလဲကိုကဝယ်တတ်ဖို့ရည်ကြီးတယ်ရှေ့ဝယ်မဲ့အမျိုးကြီးကြည့်ထားပါတော့အားလုံးမင်္ဂလာပါဟိုကျွန်တော်မနေရပါတော့ရွှေဝယ် ရွှေတဲတွေကိုမြက်အောင်ဘယ်လိုဝယ်ရမလဲဆိုတော့ကျွန်တော်ပြောပြမယ်ဆိုပြီးတော့မနေ့ကအပိုင်းတစ်ဆိုပြီးသင်ပြလိုက်တာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကအဆက်လေးကိုပြောပြချင်တာပေါ့နော်အဲ့တော့ရွှေတဲတွေကိုရွှေတဲတွေဝယ်မယ်ဆိုရင်ဘယ်လိုမြက်အောင်ဝယ်မလဲဆိုတော့နေမဲ့တစ်အရေးကြီးတာကတော့ကိုဝယ်မဲ့ဆိုင်ပေါ့နော်ကိုဝယ်မဲ့ဆိုင်ကဟာလာပေါ့နော်ရွှေရည်ကောင်းဖို့လိုတယ်ရွှေကရွှေရည်ကောင်းဖို့လိုတယ်အဲဝယ်ရောင်းတဲ့ခါမှာဈေးဈေးနှုန်းမှန်ဖို့ပေါ့နော်ဈေးကောင်းအဲ ဈေးမှန်မှန်နဲ့ရောင်းဝယ်ဖို့ပေါ့နော်အဲ့ဒါအရေးကြီးတယ်ပေါ့နော်နော်အဲ့ဒါမှလည်းကိုကညံ့မှာဟုတ်နော်အဲ့ဒါအရေးကြီးတယ်အဲ့တော့ရွှေဆိုင်တစ်ခုကိုရွေးမယ်ဆိုလို့ရှိရင်ရွှေကောင်းတဲ့ဆိုင်ကိုရွေးအဲ့ဒါအဲ့လိုမျိုးပေါ့နော်ပြောဟိုပေါ့နာမည်ရှိတဲ့ဆိုင်ပေါ့နော်နာမည်ရှိရဲဆိုတာဘယ်လိုပြောရမလဲဟိုနှစ်ဟိုပေါ့တတန်းရှိကြဟိုတတန်းပေါ့နော်တတန်းရှိတဲ့ဆိုင်မျိုးပေါ့နော်အနည်းနှစ်ပေါင်းတောင်များစွာလုံလာတဲ့ဆိုင်မျိုးပေါ့နော်အဲ့လိုမျိုးဆက် 20 30 30လုံးလာတဲ့ဆိုင်မျိုးပေါ့နော်အဲ့လိုမျိုးအဲ့လိုမှမှအလားနာမည်ရတဲ့ဆိုင်မျိုးကိုအဲ့ဒါရှေ့ဝမ်မမျိုးပေါ့နော်ပြန်ဆိုင်မျိုးဆိုလို့ရှိရင်ဟိုမှာကိုကဝယ်တယ်ပြီးရင်ဆန်အပိတ်သွားပြီဆိုလို့ရှိရင်ကိုကိုဒီပစ္စည်းကိုရောင်းလို့မရတော့ဘောတော့အကြိုင်ရှုံးနေတာတခြားနေရာမှာရောင်းရတယ်ဆိုရှုံးနေပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့တော့ဆိုင်ရွေးချယ်တဲ့နေရာမှာအဲ့လိုမျိုးရွေးချယ်တင်တယ်အဲနောက်ဒုတိယအချက်ကကြတော့ဘာလဲဆိုတော့ ိုကကိုဝယ်မဲ့ငွေပမာဏပေါ့ထားမှတော့ကိုက300ဘူးဝယ်မယ်ထားမှတော့300ဘူးငွေပါလာတယ်ရွှေတဲ့ရွှေဝယ်မယ်ဆိုလို့ရှိရင်ဥမာ300ဘူးဗျာလက်ကောက်လဲဝယ်ကျူးလဲဝယ်အဲ့လိုလက်စွပ်လဲဝယ်နှစ်ခက်လဲဝယ်ပေါ့နော်အတော့အဲ့လိုမျိုးသိန်းကိုပါလာတဲ့ပတ်စံနဲ့အမေရိအများကြီးဝယ်တာပေါ့နော်အဲ့လိုမျိုးဆိုရင်ပိုရှုံးနေပေါ့နော်အဲ့တော့အဓိကကတော့ဗျာငွေများများနဲ့ငွေများများနဲ့ပစ္စည်းတစ်ခုလဲကိုအချိန်များများလောက် အဲ့ဒါဆိုရင်ပို့မြက်ဖို့အချန့်စရာရတယ်ပေါ့နော်ဘာလို့အဲ့လိုပြောလဲဥမာကြာ ထားပါတော့ဗျာတစ်ချက်သားကျိုးတကုန်းဝယ်မယ်ဆိုလို့ရှိရင်ဈေးတသိန်းတက်သွားရင်ခင်ဗျာတသိန်းတက်မှာဟုတ်ပြီနော်အဲ့တော့ခင်ဗျာအဲ့လိုမျိုးပဲနေငါမူငါမူသားကျိုးနှစ်ကုန်းလောက်ထားရဲဆိုရင်နော်နော်အဲ ရက်တော့တစ်ရက်ပဲဒါပေမဲ့နှစ်ကျိုးနှစ်ကုန်းလုံးထားတဲ့အတွက်သူကရိုးရက်လက်ခနှစ်ခါပါတဲ့အတွက်ကြောင့်မလို့ဈေးတစ်ချက်သားကဈေးတသိန်းတသိန်းတက်သွားလို့တသိန်းမြတ်တဲ့ထောင်မှာဒီမှာရိုးရက်လက်ခကိုမချီဘူးပေါ့ဗျာအဲ့ကျတော့ရှုံးတာအဲ့တော့အတူအမွှားလေးတွေဝယ်တဲ့သူတွေပေါ့နော်ဘူးလို့ပြောတာနောက်တစ်ခုကကြပါလဲဆိုတော့ဒီဒီရိုးရက်လက်ခတက်တာတဲ့အထည်တွေဝယ်ပေါ့နော်ဥမာ အာဥမာအာအချစ်ကျိုးတွေပေါ့နော်ဆွဲကျိုးနဲ့ပဲကျွန်တော်ပြောလိုက်မယ်နော်ဘာလို့ဆွဲကျိုးကပြောရတာတွေ့လေဥမာအချစ်ကျိုးတွေဆိုရင်ရောနှခါတတတာရေ6ရေ5ရေ6ရေအဲ့လောက်ပဲပါတယ်ဗျာအပွားကျိုးတွေဆိုရင်တပဲ2ရေတပဲ3ရေအဲ့လိုမျိုးတွေပါတယ်လေအဲ့တော့ရောနှခါဟိုဟာနှစ်ဆလောက်ပါတယ်အပွားကျိုးတွေက အဲ့ကြတော့အချစ်ကျိုးလေးတွေဝယ်လို့ရှိရင်ရောလက်ကတက်တာလေအဲ့အဲ့လိုမျိုးပေါ့ဒါပေမဲ့ခက်တာလေးကိုလူတွေကဗျာတစ်ချက်သားဆွဲနိုင်လို့တစ်ချက်သားဖို့တက်နိုင်လို့ရှိရင်နှစ်ချက်သားဖို့တော့ရှိရတယ်။အဲ့ဒါမှန်တယ်နော်။နှစ်ချက်သားဖို့တက်နိုင်လို့ရှိရင်သုံးချက်သားဖို့တော့ရှိရတယ်။ဒါကတော့ကိုလောဘနဲ့ကိုဆိုတော့တစ်ခါလေမကိုလောဘနဲ့ကိုခံရတာတော့ရှိရပါဘူး။အဲ့တော့အဲ့လိုမျိုးလောဘမတက်နဲ့ပေါ့နော်။ကိုကတစ်ချက်သားချိုးတက်နိုင်တစ်ချက်သားချိုးအတုပ်ပဲရမယ်အချစ်လေးကိုဝယ်ဝတ်လို့ရှိရင်ကျွန်တော်တို့က ဒီရှုံးတာတက်တာလေပေါ့နော်နောက်နောက်တစ်ခုဝယ်တဲ့အချိန်ဝယ်အချိန်မှာဈေးကိုကြည့်ဝယ်ရမယ်ဥပမာအရန်ဈေးတက်နေတဲ့အချိန်မှာဝယ်ရင်ဒါရှုံးမှုများတာပေါ့နော်ဈေးကျနေတဲ့အချိန်မှာဝယ်လို့ရှိရင်တော့ဒါကိုကဈေးကျနေတဲ့အချိန်မှာဝယ်မယ်ဈေးတက်နေတဲ့အချိန်မှာရောင်းမယ်ဆိုရင်တော့ဒါမြတ်မှာပေါ့ အဲ့တော့ဒီဈေးပေါ့နော်အဲ့တော့ကိုကတခြားလုပ်ငန်းလုပ်နေတဲ့လူဖြစ်တယ်ဒါမှမဟုတ်လက်လုံးလက်စားဖြစ်တယ်ဆိုရင်ရွှေဈေးတွေကိုအမြဲတမ်းမသိနိုင်ဘူးပေါ့နော်မသိနိုင်တော့အဲကျွန်တော်ကအဲ့ဒါကြောင့်မို့ website လေးနဲ့ရွှေဈေးလေးတွေကိုတင်ပေးတယ်ဆိုတော့အဲ့ဒါပဲဟိုဟိုရွှေဈေးတို့နဲ့ထိတွေ့ရှိလက်ဘုံတတိမရှိတဲ့လူတွေအတွက်ရွှေဈေးကိုကြည့်လို့ရအောင်ပေါ့နော်ဘယ်နေ့မှဘယ်ဈေးဖြစ်တယ်ဘယ်နေ့မှဘယ်ဈေးဖြစ်ခဲ့တယ်အဲ့တော့ခုကိုကဝယ်ခုဝယ်ခြင်းနဲ့ခုဝယ်ခြင်းနဲ့ဆိုရင်ဟာဒီဈေးက အရင်မြင်နေတဲ့ဇီလာဟလာဟလာအောင်အဲ့အရင်နေနေတဲ့ဇီလာဒါမှမဟုတ်အလဲအလဲဇီလာဒါတို့တိတိကိုကဟိုဟို graph တွေနဲ့ကြည့်ပြီးခံမှန်းနဲ့ခံမှန်းနိုင်အောင်ပေါ့နော် website ထဲမှာကြည့်ပြီးတော့မှအဲ့လိုကြည့်ပြီးတော့မှဇီလာဒါတော့ရှေ့ဝမဲ့အမျိုးလိုပေါ့နော်အစ်ချာနောက်ထပ်ပြီးနော်မခံနိုင်အောင်မှအတင်းတင်းနဲ့အလေလက်ဈေးလောက်မှဝယ်ပေါ့အကြံဈေးတက်သွားပြန်မယ်ပေါ့အဲ့တော့ဟိုဝယ်မယ်ဈေးလုံးကိုလည်းကော်ပီဆက်ရမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့ပြန်မယ်ပေါ့နော်အဲ့လိုနီးခုကျွန်တော်ပြောတဲ့နီလန်းနီးကို အသုံးချလို့ရှိရင်ရွှေရရွှေကိုညက်မယ်ပေါ့ရွှေဝင်ညက်မယ်ပေါ့နော်အဲ့ဒါလေးပြောတယ်မှတ်သားလောက်တယ်ပေါ့နော်ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအကူပြောတော့တာကြည့်တယ်မျိုးလည်းဘူးတူတာရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ် ရှုပ်ရမယ်ဆိုလို့ရှင်အပွားကြီးကဒီတဲသေးနှမြင်လေးတွေကိုခဏခဏလုံလိုက်လဲလိုက်မလုပ်ဖို့လဲတိုက်တွန်းပါတယ်ပေါ့နော်နှမို့ဆိုလို့ရှင်ကိုတွေအတွက်ကအရှုံးပိုများတယ်ပေါ့နော်ကြည်တယ်မျိုးလည်းပုဟုတ္တရာတင်ရဆိုင်ရအောင်လို့ပြန်လဲမြောက်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံနဲ့ထင်မြင်စကြက်ကလေးတွေလည်းဗီဒီယိုလေးရဲ့အမှကွန်မန့်လေးတွေရေးပြီးရပါရှေ့နောက်ထပ်လဲမိုးဆက်လီတဲ့တဲ့နေဟာတာဗီဒီယိုတွေပုဟုတ္တရာရဲ့ဆရာဗီဒီယိုလေးတို့နေ့စဉ်တိုင်းတက်ဆက်ပေးတာမှမို့မို့ channel လေးကို like and subscribe နဲ့တော်ဖို့တောင်းဆိုပါရှေ့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တာတာ